လေးမလို့လုံအောင်အမအတွက်တကယ်ကိုဘဝမှာဘယ်တော့ပြန်ပြပြမယူတဲ့ရတာအမြဲတမ်းကေမီတာမရတာအမြဲတမ်းဂုံယူရတယ်ဒီချက်ဆိုရဒုက္ခတွေအားလုံးခံစားခဲ့ရပြီဟောဆုံးမကိတုံးရောက်နေဒီတိမငါဘာဘာလုတ်ပိုင်ခွင့်ရှိလဲအိုက်တင်လုတ်ရမယ့်နေရာလားအလှပြရမယ့်နေရာလားအမအရန်စဉ်းစားတယ်အဲ့လိုမျိုးရှင်လာတော့အမ အိုင်တင်ပြရတဲ့ဇလံမျိုးပို့ရွေးချက်တဲ့ဒူကိုကတော့လည်းပေါ့နော်အခန်းအများကြီးလိုချင်တာပေါ့ main room မှာလည်းနေချင်တာပေါ့ဒါပေမဲ့အမအတွက်ကကံမပေးသေးဘူးလို့ပြောရမလားမသိဘူးအမစီကိုမရောက်လာသေးရလည်းရှိရပါပေါ့နော်စကားကောင်မနောက်ထောင်ခဲ့တာမဟုတ်ဘူးသူကိုဆုံးဖြတ်ချက်နဲ့ကိုကိုဘွားနဲ့ကိုပဲ အမအတွက်ကတကယ်ပြောရအခက်ကလေးမလုပ်လုံအောင်အမအတွက်တကယ်ကိုဘဝမှာဘယ်တော့ပြန်ပြပြမယူတဲ့ရတာအမြဲတမ်းကေမီတာမရတာအမြဲတမ်းဂုံယူရတယ်ဒီလိုဇမျိုးကိုရိုက်ခွင့်ရတယ်လို့အဲ့ဇက်မှာလည်းကိုပြေးဝပါတော့အပါဝင်ခွင့်ရတယ်ကိုရဲ့အမှုပညာအဓိကတော့အဲ့မှာ driver တော်တာပါဦးမီဘွားဦးမီဘွားပေါ့နော် driver တယောက်ရဲ့တော်မှုပေါ့နော်ဒေါက်တာတယောက်ရဲ့ဒီဒီဇက်ပေါ်စီးပိုးနိုင်စွမ်းကအမအအများကြီးထောက်ကူပြုတ်ခဲ့တယ်အခုဒီစောက်ရက်ကြွေဖြစ်တဲ့ဒီဒီဟိုမှာဆိုလဲဥစော်မျက်ကွယ်ရမှာဆိုလဲဒါဥစော်ဥစော်ကတကယ်ဟိုပေါ့နော်ဒီ ဒီအတာကိုဘလို့လုတ်ခိုင်းရမယ်ဆိုတာကိုသိတယ်ခါကြမောင်းလုတ်ချင်တာပဲရှိတယ်ဒရိုက်တာပို့သိတယ်ဘလို့ item လုံးရမယ်ဆိုတော့အဲ့တော့ဟိုကြွေဟိုသဘောကျတာဟာအမျက်သူစွမ်းဆောင်တာဆိုလဲမှန်ပေမဲ့တစ်ဖက်ကကြည့်ဒရိုက်တာရဲ့တင်ပြပေးမှု guideline ပေးမှုလည်းအများကြီးပါတယ်ဆိုတော့အမကပြောရင်ဆရာကောင်းနေနေပေါ့နော်ကို့ကိုတင်ပြပေးမှုတွေနဲ့ကြုံခဲ့ရတဲ့အတွက်အမရဲ့ဇက်ကောင်လေးတွေကအမြဲတမ်းနာမည်တစ်ခုကြံပြီးကြံခဲ့တဲ့အမတဲ့ဟိုဆရာကောင်းသမားကောင်းတွေ့ရလဲပါမှာပေါ့ဒီချက်ဆိုရဒုက္ခတွေအားလုံးခံစားခဲ့ရတယ်ဟောဆုံးမခေတုံးရောက်နေ အနုကျတော့ကောချစ်လို့မှန်းမေးကြဒါပေမဲ့အဲ့နှစ်မှာတကယ်ကိုကိုယ့်ထက်ပိုပြီးအရန်ကောင်းမွန်မနဲ့အာတကယ်ကိုလည်းဖြစ်တဲ့တကယ်ဝိုင်းဟင်ဟာကြီးရှိတဲ့အခါကျတော့အမဘောတော့မရောက်ဆိုအမကတခုခုဖြစ်လာအကျိုးတင်အကြောင်းတင်ကိုစဉ်းစားတယ်ကိုကြီးပဲငါကြီးပဲဆိုတဲ့စိတ်မဟုတ်ဘူးဘာကြောင့်ဘလို့ဖြစ်တာလဲဘာကြောင့်ဘာဖြစ်တာလဲဆိုပြီးတော့အမစဉ်းစားတဲ့တိုက်တိုက်နေရမှာအမဩဒါကြောင့်ပဲဒါဆိုတော့ငါလက်ခံနိုင်နေဆိုတော့စိတ်အမြင်တဲ့အမမှာရှိတဲ့အခါကျတော့အမလည်းအေးချမ်းတယ် ပူလောင်မနေဘူးပေါ့ဘဝမှာဘရမအဲ့လိုနုနုကြွေကအကယ်ဒမီမရခဲ့ဘူးဘရမပူလောင်နေတာမရှိဘူးအမတကယ်ဖြစ်လို့ပဲဘာဖြစ်ဘဝမှာကျင်တတ်တယ်ဒီလိုမျိုးဇက်ကောင်တစ်ခုကငါရိုက်နေခဲ့တယ်ခောက်ထီးရကြွေဆိုတာလူတိုင်းကအတိမတ်ပြည့်ရဲ့အဲ့ဆိုကျင်တတ်နေပြီပေါ့နော်အဲ့လိုမျိုးလေးပဲပေါ့ကျွေးရလေအဲ့လိုနုနုနုအမတော်ကကြတယ်အဲ့လိုနုရပြီးတော့အဲ့လိုအထီးမခံနဲ့အထီးခိုက်မခံနဲ့အရာလေးလို့မှတ်တယ်ကျွေးဆိုတဲ့စကားလုံးလေးကအဲ့မျိုးသမီးကအာနုနုလေးကွာစိတ်ထားအဖြစ်လဲနုရင်နုနေမယ်ပုံမှန်တရားပဲနုရင်နုနေမယ်အဲ့လိုပေါ့နော် အထိမခံတဲ့အဲ့လိုမျိုးလေးပေါ့နော်ကျွေးဆိုတာလေးအရန်ကိုလေးဟိုဘယ်လိုပြောရမလဲအမဒါပေမဲ့တေချာတော့သူကခတ်ထန်တဲ့စကလုံးအုံတော့မဟုတ်ဘူးအဲ့အဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုကျွေးဆိုတဲ့ဟာလေးကအဲ့လိုဝမ်းနေစရာကောင်းတယ်နောက်ပြီးတော့နုနုနယ်မှုကိုအဲ့လိုမျိုးပြလို့အမခံစားရတယ် မမေရီကြောင်းမှုရှိသေးလားရှိပါအဲ့ဒါကြောင့်ပြောကငါကြွေသုံးကြွေဖြစ်သွားပြီလို့အာခေါက်ထီးလေးကနုနုကြွေရွာသူမကြွေသေးလားတရေကလေအေးယခုနေ့ကဒီအမကဒီ YouTube မှာကြည့်တယ်ဟဲ့လားဟုတ်တယ်မရွာသူမကြွေလေးတယ်အမရင်ရှားကြီးနေဆိုအဲ့ဒါမှလည်းကြွေအခုနောက်ဒီ2025မှာထွက်တဲ့ဒီစောင်းစောင်းရက်ကြွေပေါ့နော်ဒီမျက်ကွယ်ရမှာလည်းကြွေဆိုတော့အမအတွက်ကအဲ့လိုကြွေဆိုတဲ့နာမည်လေးကတော်တော်လေးကိုအမအတွက်အဲပေါ့နော်နာမည်ကောင်းလေးတွေရာသူပြည့်တဲ့လက်ခံတဲ့ဟာလေးဖြစ်နေတာပေါ့ဟုတ် မလေးဟိုပေါ့နော်ဒီတက်မှာငါဘာဘာလုတ်ပိုင်ခွင့်ရှိလဲဥမာ item ဘယ်လို change တွေလုတ်ရမှာရှိလဲ item လုတ်ရမယ့်နေရာလားအလှပြရမယ့်နေရာလားအမအရင်စဉ်းစားတယ်အဲ့လိုမျိုးရှင်လာနော်အမ item ပြရတဲ့ဇလန်းမျိုးပို့ရွေးချယ်တယ်အလှပြရတဲ့ဇလန်းထက်ပေါ့နော်အမသူရှိရခါကျ item မပြရအောင်လှလှလေးကြောက်ကြောက်မော်လေးနေရာမျိုးရှိရပေါ့နော်အဲ့လိုမျိုးဆိုအမ item ပြရတဲ့ဇကားမျိုးအမပို့လက်ခံတယ်ပို့ပြီးတော့လည်းကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးရှိရဲ့ ดูกูก็တော့လဲပေါ့เนาะအခန်းအများကြီးလိုချင်တာပေါ့ main room မှာလဲနေချင်တာပေါ့ဒါပေမဲ့အမအတွက်ကအဲကံမပေးသေးဘူးလို့ပြောရမလားမသိဘူးကိုလဲဒီသက်တူရတော့ကိုလဲရုံးကန်နေရပဲဒါပေမဲ့တစ်ခါကျရင်မလာတဲ့ဇက်ကိုတော့အမအကောင်းဆုံးလုပ်တယ်အမလက်ခံပြီးသွားပြီဆိုရင်အမအသေးချာဆုံးနဲ့အမပေါ့เนาะဟိုကို့အတွက်အကောင်းမွန်ဆုံး အမအလုတ်ကိုအလုတ်နဲ့ပြီးသားအောင်လုပ်တယ်အဲ့တော့လဲထွက်လာတဲ့ဟာလေးကြာအမအောင်မြန်ပြတဲ့ကချစ်တဲ့ပေါ့နော်ကွန်မန့်လေးတွေအမလုတ်လုတ်လိုက်တဲ့ဟာလေးတွေအရာထင်သွားတာလေးတွေပေါ့နော်အပြန်ကြုံရတဲ့အခါကျအမကျေးဇူးလက်တင်တယ်တကယ်လဲဝမ်းသာပါတယ်လို့ဟိုအမကပေါ့နော်အခါကျဟာမြေသူကနေရာကောင်းကားကြီးတွေမရရောက်လာအဲ့တော့အမလည်းဘယ်လိုလုပ်မလဲအမမှလည်းအလိုပေါ့နော်ဟိုပတ်ဝန်းကျင်အားနဲ့ပြောမလားအတိမိတ်ဆွေအားနဲ့ပဲပြောမလားပေါ့နော်အကို့ကိုအဲ့လိုမျိုးပေါ့နော်ပို့ပို့ပြီးတော့နေရာပေးမဲ့လုတ်ွက်တွေအမလည်းလိုချင်တာပေါ့ဒါမဲ့လဲအဲ့ဒီခါကျရင် လိုအပ်ချက်ရှိနေတာပဲလားဘာမင်းတို့အမလည်းမပြောတတ်ဘူးဒါပေမဲ့အမစီကိုမရောက်လာသေးရလဲရှိရပါတော့နော်ရောက်လာခဲ့ရင်လည်းအမကိုခွန်အားရှိသမျှအပြေးဝအမကျိုးဆောင်ပါပါလို့ဟုတ် အမှန်တမ်းပြောတော့မရောက်ရဲနိုင်ဘူးလေလူပဲဒီထက်ပိုကောင်းမွန်တာကိုလိုချင်တာပေါ့ဒီထက်ပိုကောင်းမွန်တဲ့အရာလေကြုံခဲ့ဆုံးခဲ့တာလေးလည်းရှိရအခါကြတော့ဒါမဲ့လေဒီချိန်မှာငါဒီလိုဖြစ်လာအဲ့တော့ငါဘလို့အကောင်းဆုံးလုပ်မလဲလက်ရှိအနေထားကိုလက်ခံတယ်ပြီးပိုကောင်းမွန်အောင်ဘလို့လုပ်ရမလဲဆိုတော့အတွေးတော့နေပဲအမှဖြတ်တန်းတယ်အမှကောင်းမွန်တဲ့အရာတွေကိုပြန်တန်းတန်းတာပဲမဲ့အဲ့ဒါတွေတော့အမှထိုင်ပြီးငုံကြီးမနေအဲ့တုန်းကတော့ဘလို့ဖြစ်ခဲ့တော့အခုတော့ဘလို့ဖြစ်နေအဲ့လိုပြန်စဉ်းစားအမှပဲစိတ်ဆင်းရဲပါလေအဲ့တော့အမှလက်ရှိရှိနေတဲ့အချိန်မှာ ငါဘလို့အကောင်းဆုံးဒီဟာကိုတိဆောက်မလဲငါဘလို့စိတ်ပျော်ရွှင်ဆုံးဖြစ်အောင်နေမလဲဆိုတော့အရာနဲ့ပဲအမဖြတ်တန်းတယ်အဲ့တော့ဒါကြီးကငါကြောက်ဘလို့ဖြစ်ရတယ်ငါတလူကြီးဖြစ်နေတာလားဘလို့ဖြစ်နေတယ်ငါအရင်တော့ဘလို့မျိုးဆိုတာအတွေးနေမမတို့ပုံပြီးပြန်ပန်းတယ်ရှောက်ရမယ်ရှေ့ရှောက်ရမယ်လမ်းနေမှာမမတို့ခွန်အားတွေမရှိဘဲနေလိမ့်မယ်ပို့ပြီးတော့ခွန်အားချိနေလာလိမ့်မယ်ငါဘာလို့ကောင်ငါဒီနေရာရောက်တာငါအဆင်ပြေတယ်ငါဒီထက်ပို့လို့ပို့ကြိုးစားမယ်ဆိုတော့အားတွေမန်နေရှိတော့အမကိုရှေ့ခြေလမ်းကိုထပ်ပြီးတော့ထပ်တိုးလျှောက်လို့ရတာပေါ့နော်အမအဲ့စိတ်နဲ့ပဲသွားပါတယ်